အဲ့တော့မြတ်စွာဘုရားကဒီမှာစကားတွေဟာနဲတာများတာကလူရင်းမဟုတ်ပါဘူးဟုတ်ရဲ့လားအနှစ်သာရမရှိဘူးအကျိုးမဲ့တွေနဲ့ပဲဆက်ရှင်နေတယ်ဆိုရင်တော့များလည်းပဲဗာတန်မိုးရှိမှလေဟုတ်ရဲ့လားနာကြီးတာပဲရှိတယ်နော်အေးနဲပေမဲ့လို့တကက်တန်မိုးရှိတဲ့စကားကြားလိုက်ရရင်လောဘဒေါသကိုငြိမ့်သွားတဲ့စကားဆိုရင်တော့တခွန်းနဲ့ပင်ဖြစ်တော်လဲပဲမြတ်ပါတယ်တဲ့ ကုန်ဒလကေတီကိုမြတ်စွာဘုရားကစကားတွေအများကြီးမပြောလဲရဘူးဟုတ်လားနည်းနည်းလေးပြောတာနဲ့တိသွားတာကိုအဲ့ဒါကိုမြတ်စွာဘုရားကအကြောင်းပြုပြီးတော့ဒီကာထာလေးကိုဟောတာဒါတရားရဲ့ပထမပိုင်းပေါ့ဟုတ်ရလားဒါကြောင့်အပြောဆိုနဲ့နားထောင်မှုနဲ့မကင်းနိုင်ကြတဲ့တရားဓမ္မတို့ဦးရှင်တို့တွေအမျက်ဆုံးစကားဆိုတာဘာလဲဆိုတာကိုဒါအချိန်တိုလေးအတွင်းမှာသဘောပေါက်လိုက်ရပြီဟုတ်ရလားအမျက်ဆုံးစကားဆိုတာ ကြားလိုက်ရရင်နှလုံးစိတ်ဝမ်းကိုငြိမ်အေးသွားစေတဲ့စကားတထက်ပူပြီးတော့တဲ့တဲ့ပြောရရင်တော့ဖြစ်လာမဲ့လောဘမဖြစ်အောင်ဖြစ်လာမဲ့ဒေါသမဖြစ်အောင်ဖြစ်လာမဲ့လောဘမဖြစ်အောင်နောက်ပြီးတော့ဖြစ်နေတဲ့လောဘဖြစ်နေတဲ့ဒေါသဖြစ်နေတဲ့မောဟငြိမ်သွားအောင်အစွမ်းတတ္တိရှိတဲ့စကားမျိုးပေါ့ဟုတ်ရလားအဲ့ဒီလိုစကားမျိုးသည်အမျက်ဆုံးစကားပါဟုတ်ရလား ဒါကြောင့်အမျက်ဆုံးစကားကိုရွေးချယ်ပြီးတော့ပြောဆိုနိုင်ကြတဲ့ပုံကိုယ်တွေဖြစ်အောင်ကြိုးစားကြရမယ်။အမျက်ဆုံးစကားကိုပဲရွေးချယ်ပြီးတော့နားထောင်နိုင်ကြတဲ့ပုံကိုယ်တွေဖြစ်အောင်လည်းကြိုးစားကြရမယ်။